အဲ့ဒီအချိန်တွေမှာမြန်မာပိုင်းအထက်မြန်မာနိုင်ငံမှာမင်းတို့မင်းတရားကြီးကအုပ်ချုပ်နေပြီးမြန်မာပြည်အောက်နိုင်ငံကိုတော့ရခိုင်တိုင်းတနင်္လာရီတိုင်းပဲခူးတိုင်းဆိုပြီးတိုင်းတုံတိုင်းခွဲက အင်္ဂလိပ်မင်းပိုင်တိုင်းမင်းကြီးတဦးစီခန့်ပြီးအိန္ဒိယနိုင်ငံဘရင်ကန်ချုပ်ကအုပ်ချုပ်ခဲ့ပါတယ်1852ခုနှစ်ဒုတိယစစ်ပွဲမှာလဲအောက်အခြေပိုင်းကိုမြေထဲမြို့တောင်ငူမြို့တွေအထိ ပေးလိုက်ရပြန်ပါတယ် အဲ့ဒီအချိန်တွေမှာမြန်မာပိုင်းအထက်မြန်မာနိုင်ငံဟာမင်းတို့မင်းညာကြီးကအုပ်ချုပ်နေပြီးမြန်မာပြည်အောက်နိုင်ငံကိုတော့ရခိုင်တိုင်းတနင်္လာရီတိုင်းပဲခူးတိုင်းဆိုပြီးတိုင်းတုံတိုင်းခွဲပြီးအင်္ဂလိပ်မင်းပိုင်းတိုင်းမင်းကြီးတဝူးစီခံပြီးအိန္ဒိယနိုင်ငံဘရင်ကန်ချုပ်ကအုပ်ချုပ်ခဲ့ပါတယ်။1862ခုနှစ်မှာမြန်မာနိုင်ငံအောက်ပိုင်းမှာရှိတဲ့တိုင်းတုံတိုင်းစလုံးကိုစုပေါင်းအုပ်ချုပ်ရန်အတွက်မဟာဝင်းရှင်တော်မင်းကြီးတဝူးကို ခံထားအုပ်ချုပ်စေခဲ့ပါတယ်ပထမမဟာဝင်းရှင်တော်မင်းကြီးဟာစာအသာပါပြီးဖျက်ရဖြစ်ပါတယ်ခင်ဗျာမဟာဝင်းရှင်တော်မင်းယုံကိုရန်ကုန်မြို့မှာရုံးဆိုင်ခဲ့တဲ့အတွက်ရန်ကုန်မြို့ဟာအင်္ဂလိပ်မင်းပိုင်အောက်နိုင်ငံရဲ့မြို့တော်ဖြစ်လာခဲ့ပါတယ်ရန်ကုန်မြို့ကိုလည်းခင်မီစစ်ကမ်းမြို့ကြီးဖြစ်စေရန်အတွက်တိုးချက်ပြီးမြို့တည်တည်ခဲ့ပါတယ်စီးပွားရေးလုပ်ငန်းမှန်သမျှကိုလည်းအင်္ဂလိပ်အရင်းရှင်ကြီးတွေကငွေအရင်းနှီးနဲ့အတူ ရန်ကုန်မြို့ကိုရောက်လာကြပြီးမြမစီးပွားရေးလုပ်ငန်းတွေကိုလက်ဝကြီးအုပ်လောက်ကင်ကြပါတော့တယ်မြမပိုင်အထက်မြမနိုင်ငံနဲ့အင်္ဂလိပ်ပိုင်အောက်မြမနိုင်ငံတွေဟာအကူအတန်းအဆက်အဆံအမြဲမပြတ်ရှိနေပြီးရင်းနှီးမြဲရင်းနှီးကြကြပါတယ်ခင်ဗျာ내ချဲခွင့်ရာတိုင်း내ချဲဖို့ကြံစီနေကြတယ်အင်္ဂလိပ်အစိုးရပြင်သစ်အစိုးရတွေနဲ့တန်တမာရေးတင်းမြတ်အောင်ဆက်ဆံတတ်တဲ့မင်းတို့မင်းရကြီးဟာ1898ခုနှစ်မှာ ကွယ်လွန်အနှိမ့်စရောက်ခဲ့ရပြီးအဲ့ဒီနှစ်မှာပဲတားတော်တိဘောမင်းဟာ အထက်မြမပြည်ထိနှံအရိုက်အရာကို ဆက်ခံခဲ့ပါတယ်ခင်ဗျာမင်းတော်မင်းညာကြီးမှာတားတော်ကြီးတွေဖြစ်ကြတဲ့30မင်းနာမခရမင်းနာညောင်ရမ်းမင်းနာတို့ရှိကြပါတယ်အဲ့ဒီတားတော်ကြီး၃ပါးဟာ ခမဲတော်ရှိနေစဉ်ကတိုင်ပြည်ရင်းပြည်ပအရေးအရာတွေမှာ လောကအကြမ်းမြင် အတွေ့အကြုံများပြီးဝါရင့်သူတွေဖြစ်ကြပါတယ်